မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ဝဲလောင်တိုက်နယ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဘက်က3ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ22ရက်နေ့မိုးလွဲ2နာရီကမှတောင်သာမြို့နယ်ဝဲလောင်တိုက်နယ်စခန်းမှာအကြမ်းဖက်စစ်တပ်တပ်သားများနဲ့ပြူစောတိအင်အား60ခန်းနဲ့တပ်ဆွဲထားတဲ့စစ်စခန်းကိုတော်လိုက်တပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စခန်းဟာဘန်ကာအခိုင်အမာများစစ်တပ်ရဲ့တူးမြောင်းများနဲ့ခိုင်မာစွာဆောက်လုပ်ထားပြီးတော့ရဲဘော်များနဲ့အချိန်နှန်းနာရီကအကြာအပြန်အလှန်ပစ်ခတ်တိုက်ခတ်ခဲ့ရပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကလည်း MI-35 နှစ်စီး Jet Fighter တစ်စီးလုံးနဲ့လာရောက်ပြီးတော့ပစ်ကူပေးတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုများအတွင်မှာအကြမ်းဖက်စစ်တပ်နဲ့ ်ပြူစောတိများဘက်ကထိခိုက်ဒဏ်ရာရရှိမှုများပြားပြီးတော့ရဲတပ်သား3ဦးဖြစ်တဲ့မှတ်ကြီးစိုးကြီးနဲ့ဝေဖြိုးတို့တေဆုံးသွားတယ်လို့သိရပါတယ်ဖက်စစ်စစ်တပ်အမြင့်ဖြတ်ဖို့အတွက် ကိုမျိုးနယ်ဆိုင်ရာသူတွေကတာဝန်ကျေအောင်လို့အများဆုံးအဆုံးသတ်ဖို့ဆက်လက်ပြီးတော့စ조사တိုက်ပွဲဝင်နေကြပါတယ်လို့မြင်းကြံ District Army 3 MDA 3တာဝန်ခံတပ်ရင်းမှုက ပြောဆိုထားပါတယ်၎င်းတပ်ခတ်မှုကိုမြင်းကြံခရိုင်အမှတ်3တပ်ရင်းနဲ့တောင်သာပတ်ခါဖောက်တို့ကပေါင်းစည်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးမြင်းကြံခရိုင်တပ်ရင်းအမှတ်3 Drone Team ကဦးဆောင်ကနေပြည်တော်801တပ်ရင်းနဲ့မုံမခအဖွဲ့တို့ကလည်း Drone များနဲ့တိုက်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဘိမျိုးကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရင်တန်းနဲ့လမ်းကင်းယူထားတဲ့စစ်သားများကို ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှဘိမ့်မြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရိတ်ခါနဲ့လက်နက်ခဲယမ်းများတင်ဆောင်လာတဲ့ရင်တန်းများနဲ့လမ်းကင်းယူထားတဲ့အကြမ်းဖက်စစ်သားများကိုတော်လိုက်တပ်ဖွဲ့များကတနင်္သာရီမြို့နယ်အတွင်းမှာရှိတဲ့လမ်းပိုင်းတနေရာမှာဒရုန်းနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လဲတိုက်ဆုံးမှုအရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။တော်လိုက်တပ်ဖွဲ့ဝင်များအထိခိုက်မှုရှိပဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါ ါတယ်၎င်းတိုက်ခိုက်မှုကိုတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖတော်ကြီးမွေဟောက်အဖွဲ့တော်လိုက်တပ်ပေါင်းစုနဲ့အတူပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ Dragon Squad ရဲ့စီရင်လှုပ်ရှားမှုများဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်မုံရွာချောင်းလမ်းမပိုင်းမှာစစ်ကြေးကောက်နေတဲ့စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာ ၃ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ24ရက်နေ့မှာမုံရွာမြို့နယ်တောပူရွာကအကြပ်ပတ်စစ်သားနဲ့ပြူစောတိများဟာမုံရွာချောင်းလမ်းပိုင်းမှာလှည့်ကင်းယူပြီးတော့ပြည်သူများထံကနေစက်ကြီးကောက်ယူနေတဲ့အချိန်မိုင်းဆွဲတက်ခတ်ခဲ့ရာ၃ဦးတိတ်ဆုံးပြီး၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေရာကသူတို့အမြဲတမ်းစုရက်လုံနေကြနေရာမိုင်းဆွဲပြီးတော့လက်နက်ငယ်တွေနဲ့ပြန်ပစ်တာရှိတယ်၃ယောက်တိတ်ပြီးတော့၄ယောက်ဒဏ်ရာရတာအပြင်နောက်ဆက်တွဲထိခိုက်တိတ်ဆုံးမှုတွေလည်းရှိနိုင်တယ်လို့ Special Force 11 LBDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် ၎င်းတိုက်ခိုက်မှုကိုချောင်းမြို့နယ်ပကဖတိုက်ခိုက်ရေးတပ် CHU PDF တပ်ခွဲတဲ့ Special Force 11 LPDF မုံရွာ Special ဒိတ်ဒိတ်ကျဲအဖွဲ့နဲ့မုံရွာဒန်းနမိုက် SDF အဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲမုံရွာမျိုးရင်းကနေမုံရွာမန္တလေးလမ်းအတိုင်းသခိုင်းဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကျင်းနေတင်ရင်တန်းကိုမိုက်ဆွဲတိုက်ခိုက်ရောင်းစစ်ကားတစ်စီးပျက်စီးသွားတယ်လို့မုံရွာခရိုင်အမှတ်7တပ်ရင်းတပ်ခွဲ3လျှက်စီးတပ်ခွဲက ဘုံမိုးကျိုးကပြောကြားထားပါရယ်ဇန်နဝါရီလ25ရက်နေ့မနက်7:00နာရီကမှမုံရွာမြို့ကနေစကိုင်းဘက်ကိုမုံရွာမန္တလေးလမ်းအတိုင်းထွက်လာတဲ့ကျင်းနီများကိုတဲဆောင်လာတဲ့ရင်နန်းနဲ့လုံကြုံရေးလိုက်ပါလာတဲ့စစ်ကားများကို6ဦးမြင့်မှုလမ်းမိုက်တနေရာမှာမိုင်းဆွဲတိုက်ခတ်ရာ လုံခြုံရေးက၄စီမိုင်းထိမှန်သွားတယ်လို့သိရပါဗျ။မိုင်းဆွဲတိုက်ခိုက်မှုကြောင့်အကြမ်းမဲ့စစ်ကား၃စီးထိမှန်ကလမ်းပေါ်မှာထိုးရက်သွားပြီးတော့ထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်အကြမ်းမဲ့စစ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်တိုက်ခိုက်မှုတွေရှိတော့လေတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ကျင်းနေတင်လာတဲ့ကားတွေနဲ့လုံခြုံရေးပေးဖို့လိုက်လာတဲ့စစ်ခွေးတွေရဲ့ကားတွေကိုကျွန်တော်တို့တော်လိုင်းရဲဘော်တွေကအစင်တက်ပြင်ထားတဲ့မိုင်းကွင်းတွေအနီးနေရာယူထားပြီးတော့ စစ်တပ်က ကားလေးစီးကိုမိုက်ဆွဲတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်ခံရတဲ့အချိန်မှာစစ်ခွေးတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့နိုင်ဝက်လောက်ဒရဇက်ပြန်ပစ်ခဲ့တယ်။ကျွန်တော်တို့ပူပေါင်းတော်လိုင်းတပ်ဖွဲ့ဝင်တွေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မုံရွာခရိုင်အမှတ်စနစ်တရင်တပ်ခွဲ3လျှက်စီးတပ်ခွဲကဗိုလ်မိုးချိုးကပြတ်ပြတ်ထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်စနစ်တရင်တပ်ခွဲ3လျှက်စီးတပ်ခွဲ Rayu Brothers စစ်ကြောင်း11 people defense force ဘုံတိုင်းလေးဝေးမုံတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မုံရွာခရိုင်တရင်15တပ်ခွဲ3 Royal Tiger Force စားလင်းကြီးတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းပသိမ်မြို့နယ်ငွေဆောင်ကမ်းချိန်မှာအကြမ်းဖက်ဆက်တက်ကပြည်သူ့စစ်များကိုထောက်ပံ့ရန်ဆိုပြီးပတ်စံတွေကောက်နေပြီးတော့ခရီးသွားများမရှိတော့လဲဟိုတယ်နဲ့ဈေးဆိုင်များကိုဖိအားပေးပြီးတော့ဖွင့်ကိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ23ရက်နေ့ကစပြီးတော့ပသိမ်မြို့နယ်ငွေဆောင်မြို့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိတော့လဲကမ်းချိန်ကိုခရီးသွားများလာရောက်လဲပတ်မှုနေပါက ကန်းဆက်ကဈေးဆိုင်များပါဖွင့်လှစ်ခြင်းမရှိတဲ့အတွက်ကြောင့်အကြမ်းဖက်စစ်တပ်ကဟိုတယ်များတဲခိုကမ်းများနဲ့ဈေးဆိုင်များကိုဖိအားပေးပြီးတော့ဖွင့်လှစ်ခိုင်းနေတယ်လို့သိရပါတယ်။ငွေဆောင်မျိုးကပြည်သူတချို့ဟာလည်းရွှေပြောင်းမှုများရှိနေပြီးတော့အကြမ်းဖက်စစ်တပ်ကကမ်းခြေစီကံထိန်းသိမ်းရေးရန်မုံငွေဆိုပြီးခေါင်းစဉ်တက်ကဟိုတယ်နဲ့တဲခိုရိပ်သာများထံကနေပြီးတော့တလားကိုနှစ်သိန်းချက်လစဉ်ကောက်ခံနေပြီးပြည်သူစစ်ထောက်ပံ့ငွေအဖြစ်နဲ့ပုံစွဲနေတယ်လို့သိရပါတယ်။ဒါအပြင်ငွေဆောင်ကမ်းခြေကိုနှစ်တကူနေ့ကလာရောက်လဲပတ်တဲ့ခီးသွွားလူငယ်တချို့ဟာလည်းနေအိမ်ကိုပြန်လဲရောက်ရှိလာခြင်းမရှိဘဲဒီကနေ့အချိန်အထိ ကိုအဆက်အသွယ်ပြတ်တောက်နေတယ်လို့ပြောပါတယ်လက်ရှိအချိန်မှာရွှေတောင်ရံမြို့အနီးဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့်ပသိမ်မြို့နယ်အတွင်းမှာရှိတဲ့ချောင်းသာကမ်းခြေနဲ့ငွေဆောင်ကမ်းခြေများကိုဇန်နဝါရီလပိုင်းကစတင်ပြီးတော့ခရီးသွားများလာရောက်ခြင်းမရှိတော့ဘဲပြည်သူများလည်းစစ်ဘေးတိမ်းရှောင်မှုများပုံမှုများပြားလာတယ်လို့သိရပါတယ်တိုက်ပွဲများဖြစ်လာမှကိုစိုးရိမ်ပြီးတော့ဟိုတယ်တဲခိုကမ်းနဲ့ဆိုင်ကမ်းများဟာလည်းပိတ်သိမ်းမှုတွေပုံမှုများပြားလာတယ်လို့သိရပါတယ် အကြမ်းဖက်ဆက်တက်က ARD တိုင်းအတွင်းမှာရှိတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှစ်မှုများပုံမှုလှုပ်ဆောင်လာတယ်လို့အုပ်ချုပ်ရေးမှုတွေကလည်းစစ်တပ်နဲ့ပေါင်းပြီးတော့ပေါ်တာဆွဲပေးတာတွေပုံမှုများပြားလာတယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူလုံခြုံရေးအဖွဲ့အစည်းများဖွဲ့စည်းမှုတွေဟာလည်းပုံမှုများပြားလာတယ်လို့ဒေတာရင်းသတင်းရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ရုံးမအနီးမှာရှိတဲ့ဗရောင်းနယ်ဆက်ချေးရွာများမှာ တိုက်ပွဲများပြင်းထန်နေပြီးတော့စစ်ကောင်စီကလက်နက်ကြီးများနဲ့နေ့စဉ်ပြစ်ခတ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗဒောင်းနယ်စပ်မှာရှိတဲ့ကြေးရွာများမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီကပကံခွဲကြေးရွာမှာရှိတဲ့ဖုန်ကြီးကျောင်းမှာတပ်ဆွဲကလက်နက်ကြီးဂုံးကနေပြစ်ကူပေးနေပြီးဇန်နဝါရီလ25ရက်နေ့အထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါဗျ။စစ်ကောင်စီကညောင်ကျိုးမှာတင်ကားများကိုပါပို့ဆောင်ထားပြီးတော့လက်နက်များရွှေပြောင်းကခန်းစစ်ပြင်ဆင်နေပြီးစစ်ကူအင်အားအများပြားကိုလည်းပို့ဆောင်နေတယ်လို့သိရပါဗျ။လေကျောင်းကနေလည်းပြစ်တယ်စစ်ကား70စီးလောက် တန်းစီပြီးတော့ကိုတက်သွားတာ24ရက်နေ့ကပြည်ဘက်ကို4ကားတွေနဲ့အတူအပြတ်တွေပြန်တယ်လာရင်လည်းမနှဲဘူးလို့ဗရောင်းမြို့ကအမျိုးသားတို့ကပြန်လည်ပြောပြထားပါတယ်စစ်ကောင်စီဟာ ြည်နဝရေတရားပေါ်မှာပြီးခဲ့တဲ့ဇန်နဝါရီလ24ရက်နေ့နေ့လယ်ပိုင်းကကုံကားများကိုချောဆွဲကတိုက်ပွဲဖြစ်ပွားနေတဲ့ရခိုင်ရိုးမအဆက်ကိုပို့ဆောင်ခိုင်းခဲ့တယ်လို့သိရပါတယ်။နဝရေတရားပေါ်မှာနေ့လယ်ပိုင်းအချိန်ကြီးကိုကုံကားအစီ20လောက်ကိုကားသမားတွေရောချောဆွဲပြီးတော့စစ်သားအင်အားနဲ့လက်နက်တွေကိုတင်ပြီးညာရင်းချင်းကိုတွားခိုင်းတာလို့ပြည်မျိုးမှာကုံကားမောင်းတဲ့သူတအုပ်ကပြန်လည်ပြောပြထားပါတယ်။လက်ရှိမှာတောင်ကုန်းပြည်ပတော်လမ်းအနီးမှာရှိတဲ့တောင်ပုံကြီးစခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက်မိုးထီတောင်ဘူဟာမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကအင်အားအများအပြားကို ို့ဆောင်နေတော့လေစစ်ကောင်စီဘက်ကအထိနာနေကလက်နက်ကြီးပစ်ကိုအပြင် လေကြောင်းနဲ့ပါတိုက်ခိုက်နေရတယ်လို့သိရပါတယ်။ဒါအပြင်ဇန်နဝါရီလဆန်းပိုင်းမှာထုံးဖို့မြို့တက္ကသ3ကစစ်ကောင်စီတပ်သားတချို့ကိုညောင်ကျိုးကိုစစ်ကူပို့ဆောင်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးဟာထွက်ပြေးသွားတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်စင်းကုတ်ကြီးရွာကိုအချမ်းမတ်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ရာ တိုင်းနယ်ပကဖအဖွဲ့ဝင်တချို့အပါအဝင်ပြည်သူ15ဦးထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ26ရက်နေ့မနက်၈နာရီခန့်ကမြင်းကြံမြို့နယ်တလုံးမြို့အနီးမြင်းကြံစီမီကုံကားလမ်းမပေါ်မှာရှိတဲ့စင်းကော့ချေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်လေရင်ဒစည်းနဲ့ဘုံဒီနှလုံးကျဲချပြီးတဲ့နောက်ရဟယင်ဒစည်းနဲ့လက်ပတ်ပစ်ခတ်တိုက်ခတ်ခဲ့ရာတိုင်းနယ်ပကဖအဖွဲ့ဝင်များအပါအဝင်ပြည်သူ15ဦးကထိခိုက်ဒေဆုံးခဲ့ရတယ်လို့သိရပါတယ်။ ပထမဂျက်ဖိုက်တာနဲ့ဘုံကျဲပြီးတော့နောက်တခါရဟတ်ရင်နဲ့ထပ်ပြစ်တာတေတာကစုစုပေါင်း15ယောက်လောက်ရှိတယ်တိုက်နယ်ပကဖအဖွဲ့ဝင်တွေရဲ့လမ်းသွားလမ်းလာပြည်သူတွေရဲ့15ယောက်လောက်ကြဆုံသွားတယ်ဘာတိုက်ပွဲမှလည်းမရှိဘူးရွာထဲမှာချဲချသွားတာနောက်ဆက်တွဲအခြေအနေတွေကတော့မသိရသေးဘူးလို့ဒေသနေပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။